လူတယောက်ရဲ့စိတ်ချမ်းသာရေးကောင်းမကောင်းကိုဒီအချက်တွေနဲ့ကြည့်ပါလူတယောက်ရဲ့စိတ်ချမ်းသာရေးအကြောင်းကိုမေးခွန်းတစ်ခုမှမမေးဘဲအများကြီးသိအောင်လုပ်လို့ရပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့သိချင်အဆုံးထိကြည့်ပါပထမချက်ကတော့သူတို့ရဲ့အိပ်စက်မှုပုံစံကိုကြည့်ပါအမြဲတမ်းပြင်ပန်းနေတယ်အဲ့လိုလည်းမပြောဘူးဒါမှမဟုတ်ပုံမှန်ထက်ပိုအိပ်နေရဆိုရင်တစ်ခုတော့လွဲနေပါပြီဒုတိယချက်သူတို့ရဲ့ကိုယ်ခံအားကိုစောင့်ကြည့်ပါကျမ်းမာတဲ့စိတ်ဟာဟန်ချက်ညီတဲ့ကိုယ်ခံစွမ်းအားရှိပါတယ်ပုံမှန်ထက်အရန်တက်ကြွလုံးနေရလည်းမဟုတ်တော့ ဘာမှမဟုတ်ပဲရမ်းပင်မနေရလည်းမဟုတ်ပါတတိယချက်သူတို့ရဲ့စိတ်ခံစားမှုပြောင်းနေတာတွေကိုပြဋိဌာန်ပါဘာမဟုတ်တာလည်းရုပ်ရည်ရဲ့ဒေါသထွက်လာတာမျက်ရည်ကျတာဒါမှမဟုတ်အလွန်မင်းတိတ်ဆိတ်နေတာသူတို့ရဲ့စိတ်ထဲမှာတစ်ခုနဲ့တက်ကွဲဝင်နေဆိုတော့ပေါ်ပြနိုင်ပါတယ်စရုပ်ရချက်သူတို့ရဲ့အာယုံဆိုးဆိုင်မှုကိုစစ်ဆေးပါစိတ်ဖိစီးနေတဲ့အုံနောက်ဟာတစ်ခုတည်းကိုအာယုံမဆိုင်နိုင်ပါဘူး tab အခု90လောက်ဖွင့်ထားတဲ့ browser လိုမျိုးစိတ်တွေကဟိုရောက်ဒီရောက်ဖြစ်နေပါတယ်ပစ္စမချက် သူတို့ကသူတို့ဘယ်လိုပြောလဲဆိုတော့နားထောင်ပါစကလုံးတိုင်းကကျွန်တော်အတုံးမကြောက်ကျွန်တော်မလုံနိုင်ဘူးဒါမှမဟုတ်ဘဝကိုညင်းဝေးတယ်လို့ခဏခဏပြောနေတတ်တယ်ဆိုရင်ဒါဝမ်းနဲ့မှုတတ်တတ်မှုပေါ့ဒါစိတ်တန်ရာလည်းဖြစ်ပါတယ်စက်ထမချက်သူတို့ရဲ့လူမှုဆက်ဆံရေးကိုစောင့်ကြည့်ပါစိတ်ပိုင်းဆိုင်ရာကျမ်းမာတဲ့သူဟာသူတွေနဲ့ဆက်တွေ့တယ်ရှယ်မောတယ်တုံ့ပြန်တယ်ရုန်းကန်နေရတဲ့စိတ်ကတော့အပေါင်းအသင်းတွေကြားရတဲ့နေဆုတ်ခွာတယ်ရှောင်ဖယ်တွေပုံအောင်နေတတ်ပါတယ်နောက်ဆုံးချက် ူတို့ရဲ့ကုပ္ပူကိုစောင့်ရှောက်မှုကိုကြည့်ပါ။ပြောပြောကသူတို့ရဲ့ပုံပန်းတွင်မင်းစားတောက်မှုဒါမှမဟုတ်ရင်းစဉ်ပေါ်ပေါ်ဘယုံမဆိုင်တော့ဘူးဆိုရင်ဒါဟာတိတ်တဆိတ်အကူအညီတောင်းနေတဲ့လက္ခဏာတစ်ခုပါ။စိတ်ချမ်းမာရင်မကောင်းတဲ့သူဟာအမြဲတမ်းမျက်ရည်နဲ့မျက်ခွက်ဖြစ်မနေပါဘူး။တခါတလေတိတ်ဆိတ်နေတယ်အဝေးမှနေတယ်။ကျွန်တော်ကျမအဆင်ပြေပါတယ်ဆိုတဲ့စကားကိုခဏခဏပြောနေတတ်ပါတယ်။ဒါကြောင့်တယောက်ရက်ကပြောင်းလဲနေတာကိုသတိထားမိရင်မလိုတာတွေကိုမင်းမနေပါနဲ့။သူနဲ့အပြိုင်နဲ့စိတ်မကောက်နေပါနဲ့။မင်းအဆင်ပြေလားလို့ရိုးရိုးလေးပဲမေးကြည့်ပါ တခါတည်းရမှာဒီမေကုံးလေးတစ်ခုကဘဝတစ်ခုကိုကယ်တင်နိုင်ပါတယ်